ဲဟယ်လိုအားလုံးပဲမင်္ဂလာပါခင်ဗျာကင်လင်းရဲ့ channel ကနေပြန်လည်ချုပ်ဆိုလိုက်ပါတယ်ကျွန်တော်ကတော့ကင်လင်းဖြစ်ပါတယ်ကဲမင်္ဂလာပါပြိသက်လို့ယင်ကဲအခု video လေးကတော့ကျွန်တော်ဒီတရက်နေ့အော်တိုဘာတရက်နေ့เนาะဘော်ဒဘူးနေ့အတွက်ဖြစ်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်ကဘော်ဒဘူးနေ့မှာဗာဒီကိုလောအောင်လဲဆိုရင်ကျွန်တော်ကဒီပေါ့เนาะပြောအောင်ဆိုရင်ခုံဆိုတဲ့ဟင်းဘွယ်နှစ်ဆိုတဲ့ဟင်းဘွယ်တုံညဆိုတဲ့ဟင်းဘွယ်7ပြီးတော့2ဆိုတဲ့ဟင်းဘွယ်ပြီးတော့0ဆိုတဲ့ဟင်းဘွယ်ပေါ့เนาะโอเค အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်မိတ်ဆွေတွေကိုဘလို့ဟင်းမွက်လေးတွေကိုချက်ပြောင်းအောင်လဲဆိုတော့ပြောင်းပေးသွားမယ်။အဲ့တော့ကျွန်တော်တို့ကကြမ်းရှိတဲ့ဒီပြောင်းမယ်ဆို4ရယ်9ရယ်2ရယ်ပေါ့နော်ကျွန်တော်တို့အတွင်းအပိတ်ဆိုတဲ့အရာလေးနဲ့ကျွန်တော်ကတ်ပေးမယ်။အဲ့တော့7ကိုအရင်ဦးဆုံးကတ်လိုက်မယ်ဆိုရင်ကျွန်တော်တို့က74ဒါ84ဆိုတဲ့ဟင်းမွက်ပြီးရင်တော့ကျွန်တော်တို့က79 89ဆိုတဲ့ဟင်းမွက်ပြီးရင်တော့72 82ဆိုတဲ့ဟင်းမွက်ရှိပါမယ်ခင်ဗျာ။အမ်ပြီးရင်တော့ကျွန်တော်နှစ်ဟင်းနဲ့ပတ်သက်ရင်တော့ကျွန်တော်တို့က29ဆိုတဲ့ဟင်းမွက်ရှိမယ်။ပြီးရင်တော့ 24ဆိုတဲ့ဟင်းပွဲရှိမယ်ပြီးတော့22ဆိုတဲ့ဟင်းပွဲရှိပါမယ်ခင်ဗျာအဲ့တော့နောက်ဆုံးတစ်ခုအနေနဲ့3ညာဟင်းနဲ့ပတ်သက်ရင်တော့ကျွန်တော်က04ဆိုတဲ့ဟင်းပွဲရှိမယ်3ညာ4ဆိုတဲ့ဟင်းပွဲပါဗျာ3ညာ9ဆိုတဲ့ဟင်းပွဲရှိမယ်02ဆိုတဲ့ဟင်းပွဲလေးရှိမယ်ဗျာโอเคပါအဲ့တော့ဒါလေးကတော့ကျွန်တော်အော်တိုဘာ10ရက်နေ့အတွက်ဒါနေ့လည်လည်ညနေမှာလာနေကြီးအရှိဆုံးဟင်းပွဲ9ပွဲဖြစ်ပါတယ်အဲတပွဲတော့တိချပေါက်ရမယ်လို့တော့ထင်မြင်မိပါတယ်ခင်ဗျအဲတရက်စာကီးဟင်းလေးကတော့7 0ဖြစ်ပါတယ်အဲ့တော့မနေ့ပြန်မှလည်းကျွန်တော်တို့ကဒီ 3D ဆိုတဲ့အရာကြီးထွက်အောင်မယ်ဆိုတော့ကျွန်တော်မိတ်ဆွေတို့ကိုလက်ဆောင်ပေးချင်တာက1 2ဆိုတဲ့အတွဲလေးကိုမိတ်ဆွေတို့ဆွဲကြည့်ပါခင်ဗျ1 2ပေါ့เนาะအရင်ကလှပပါနဲ့နောက်ပိတ်ကတော့ဘာဖြစ်မလဲတော့ကျွန်တော်လည်းမသိဘူးပေါ့เนาะကျွန်တော်အကြိုက်နှစ်သုံးအတွဲလေးကတော့အခုလာမယ်မနေ့ပြန်အော်တိုဘတ်တရက်နေ့တော့ကျွန်တော်အကြိုက်ဆုံးအတွဲလေးကတော့1 2အတွဲလေးပဲဖြစ်ပါတယ်ခင်ဗျဒါလေးကတော့3 3အတွဲဖြစ်ပါတယ်ခင်ဗျမနေ့ပြန်မှာ အရန်ကိုလှပနဲ့ရှယ်တူရီနဲ့ပတ်သက်ပြီးတော့ကောင်းရှိပါနဲ့ခင်ဗျာနေ့လခင်းတော့မဟုတ်ညနေတစ်ချိန်တိကျပေါ့ဖော်မူလာမှာပြပေးထားတာကိုကျွန်တော်နေတွေ့ရှိရသောကြောင့်တကယ်လို့မိတ်ဆွေတို့အနေနဲ့စိတ်ဝင်စားလဲဆိုရင်တော့အဖွဲလာဝင်ဖို့ကလင်းပြောကြလို့ပါတယ်ကြံရှိတဲ့ဘုံတော်ဘူးကျန်လာပြီးတောက်ကြ3ရက်စာအဖွဲဝင်နေတယ်ဆိုရင်တော့ကလင်းကိုဆက်သွင်းလို့ရပါတယ်မနေ့ပြန်မှာကျွန်တော်ဖော်မူလာလေးတစ်ခုတွေ့ထားလို့ကနေ့လတော့မဟုတ်ညနေတကောင်းလေးပါခင်ဗျကဲအားလုံးပဲကျွန်တော်ကတော့ကလင်းဖြစ်ပါတယ်ခင်ဗျ